ားလုံးမင်္ဂလာပါဒီနေ့မနေ့မှကျွန်တော်တို့အာ devotion နောက်ကပတ်တော်တဲ့ငယ်လေ့လာပြီးတော့ခွန်အားယူနှလုံးသွင်းဖို့ရန်အတွက်ပြင်ဆင်လာတာဖြစ်ပါတယ်အာဒီနေ့မနေ့အတွဲကျွန်တော်တို့ခွန်အားယူရမယ်နှုတ်ကပတ်တော်ကတော့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး30တဲကဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အာဒါဝိတ်ကအရှုံးပေါင်းမြောက်များစွာနဲ့ရင်ဆိုင်နေရတဲ့အဖြစ်ပြက်ကလေးကိုမှတ်တမ်းတင်ထားတာဖြစ်တယ် ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့အဲကျွန်တော်တို့ပြဿနာနဲ့ရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာအဲတင်ဘလို့အသက်ရှင်မလဲဆိုတဲ့အရာကိုနှလုံးသွင်းဖို့ရန်တွေ့ဖြစ်ပါတယ်ဆိုတော့ဒါဝိတ်ကဖလစ်တီမင်းကြီးရှေ့မှာအာခိတ်မင်းက သူ့သူ့ကိုထောက်ခံပေးတာပေါ့ recommend ပေးတယ်အာဒီလူကလူကောင်းဖြစ်တယ်အမျိုးမျိုးပြောပေးတယ်ဒါပေမဲ့လက်မခံဘူးလက်မခံတဲ့ခါမှာတနီးယားကဒါဝိတ်ကအရှုံးနဲ့ အဲသူရှိတဲ့မြို့ကိုသူနေတဲ့မြို့ကိုပြန်လာတဲ့အဖြစ်ပြက်ကလေးဇလန်းလေးစထားတာဖြစ်ပါတယ်အခန်းကြီး30အခန်းငယ်1မှာ၃ရက်လွန်၍ဒါဝိနဲ့သူ၏လူတို့သည်ဇီကလက်မြို့သို့ရောက်တော့ခါတဲ့အာမလက်လူတို့သည်တောင်ပြည်နှင့်ဇီကလက်မြို့ကိုတိုက်သဖြင့်ဇီကလက်မြို့ကိုလုံခြံ၍မီးနှင့်ရှို့ကြပြီသူတို့ကမအောင်မြင်လို့လူတွေကသူတို့လက်မခံလို့အရှုံးနဲ့ပြန်လာတဲ့ချိန်မှာသူတို့နေတဲ့မြို့ကိုရောက်တဲ့ခါကျတော့အဲ့ဒီမြို့ကမီးလောင်နေတယ်မီးလောင်ရုံမဟုတ်ဘဲနဲ့သူတို့ရဲ့ အာမိန်းမတွေအကြီးငယ်တယောက်ကိုမျှမတတ်ဘဲနဲ့မြို့မှာရှိတဲ့လူတွေအားလုံးကိုတင်သွားကြတယ်။အခန်းငယ်၃မှာတို့ဖြည့်ဖြည့်ဒါဝိနဲ့သူ희လူတို့ဒီမြို့တို့ရောက်တော့ကမြို့ကိုမီးရှို့၍မယားသားသမီးများကိုတင်သွားကြောင်းကိုတွေ့သဖြင့်ငိုတန်းကိုလွင့်၍တဲ့နော်ဘလောက်စိတ်ပျက်စရာကောင်းလဲဆိုတော့သူတို့ကပြန်လာတယ်ရှုံးတယ်မအောင်မြင်ဘဲနဲ့ပြန်လာတယ်မြို့ရောက်တော့မြို့ကမီးလောင်နေတယ်မီးလောင်ရုံမဟုတ်ဘဲနဲ့ မိမတွေလည်းပါသွားတယ်။သားသမီးတွေလည်းပါသွားတယ်။အကုန်လုံးရန်သူကတင်သွားပြီ။ဆိုတော့သူတို့ကအယံစိတ်ညစ်လို့ဝမ်းနယ်လို့ဆုံးရှုံးလို့ငိုကြတယ်တဲ့။ငိုတန်ကိုလွှင့်၍အာကုံဒီတိုင်အောင်ငိုကြွေးကြ၏။စစ်တိုက်ဖို့သွားတဲ့ယောက်ျားကြီးတွေနော်စစ်သားကြီးတွေငိုတယ်တဲ့။ကလေးတွေလုံးငိုတယ်။ငိုရာမောက်ဘယ်လောက်ထိငိုလဲဆိုအာကုံသွားတဲ့အထိသူတို့ငိုတယ်တဲ့။ဒါဝိတ်မယားနှစ်ယောက် ရေစေလမျိုးသူအဟိနောင်နဲ့နာဗလမယာကရမီလာမျိုးသူအဘိကဲလာတို့လည်းပါသွားတယ်ဒါဝိရဲ့မိမနှစ်ယောက်လည်းရန်သူလက်ထဲကိုရောက်သွားပြီလူများတို့ဒီမိမိတို့သားသမီးများကြောင့်ညိုးငယ်သဖြင့်ဒါဝိကိုကြောက်ခဲနဲ့ပြစ်မိဟုဆိုကြ၏နော်မိမတွေဆုံးရှုံးတာချင်းအတူတူသားသမီးတွေဆုံးရှုံးတာချင်းအတူတူခေါင်းဆောင်ဖြစ်တဲ့ဒါဝိကဘာထပ်ပြီးတော့ပို့ဆိုးလဲဆိုတော့သူ့လူတွေက နင်းကြောင်ငါတို့သားသမီးတွေကိုဆုံရှုံရပြီငါတို့တွေပျက်စီးပြီဆိုပြီးတော့သူ့ကို ထပ်ပြီးတော့ခဲနဲ့ပေါက်ဖို့ရံအတွက်စဉ်းစားကြတယ်တဲ့အခန်းငယ်6မှာအရန်အရေးကြီးတဲ့နှုတ်ကပတ်တော်ဘာပြောလဲဆိုတော့ဒါဝိတ်မူကတဲ့မိမိဖျားသခင်သာဝရဖျားကို ကိုးစားလျက်နေ၍နော်စိတ်ပြက်စရာအကောင်းဆုံးသောအချိန်နေဆုံရှုံမှုအပေါင်းဝေးရနေသောအချိန်နေငိုကြွေးတယ်အာကုန်တဲ့ဒီငိုကြွေးရတဲ့အချိန်နေတဲမှာ ဒါဝိတ်ကတော့သူကမလုပ်တယ်လဲဆိုတော့မိမိဘုရားခင်သာဝရဘုရားကို ကိုးစားလျက်နေတယ်တဲ့အင်္ဂလိပ်ကျမ်းစာထဲမှာ but david strengthened himself in the lord his god သူ့ကိုသူဘုရားအထဲမှာပြန်ပြီးတော့အားယူတယ်เนาะဒီနေ့ကျွန်တော်တို့အသက်တာမှာလူတိုင်းကဒီအချိန်မှာစိတ်ပျက်စရာတွေရှိပါတယ်เนาะမကောင်းတဲ့သတင်းစကားတွေအများကြီးကြားရပါတယ်အထူးသဖြင့်အပြင်မှာရောနောက်ဆုံးကိုယ့်ရဲ့မိသားစုဝင်တွေထဲမှာပင်လင်းအားရော့စရာကျွန်တော်တို့စိတ်ပျက်စရာ ပုံမှန်အခြေအနေမဟုတ်တော့တဲ့အရာမြောက်များစွာကိုရင်ဆိုင်ရတဲ့အခါမှာကျွန်တော်လည်းအများနည်းတူငိုရွေးငိုကြွေးရတဲ့အချိန်တွေရှိတယ်ဝမ်းနည်းရတဲ့အချိန်တွေရှိတယ်စိတ်ပျက်ရတဲ့အချိန်တွေအချိန်တွေကိုကြော်ဖြတ်နေရတာပါသို့တော်လည်းဒီနေ့ဒါဝိမင်းကြီးကဲသို့ပဲကျွန်တော်တို့လှုပ်လို့ရတာတခုရှိတယ်အဲ့ဒါကတော့သာဝရဘုရား၌ကျွန်တော်တို့အာယူလို့ရတာဖြစ်တယ်ဒီအချိန်မှာသူ့ကိုဘယ်သူမှအားမပေးဘူးဘယ်သူမှဒါဝိရဲ့ဘိုင်းပြည့်တခုခုစဉ်းစားရအောင်လမ်းတခုခုပွင့်လာမှာပါလို့သူ့ကိုဘယ်သူမှအားမပေးဘူး နောက်ဆုံးသူ့ရဲ့လူတွေသူဥဆောင်တဲ့သူ့ရဲ့အနောက်ကလိုက်တဲ့လူများကပင်လေသူ့ကိုဆရာဆရာလို့ခေါ်နေပေမဲ့ခေါင်းဆောင်လို့ခေါ်နေပေမဲ့အဲ့ချိန်မှာသူ့ကိုကြောက်ခဲနဲ့ပြစ်ဖို့သူ့ကိုရန်ရှာတဲ့အထိဖြစ်လာတဲ့အချိန်မှာဒါဝိရဲ့ဆုံးဖြတ်ချက်ကအင်မတန်မှန်ပါတယ်။ဒါကြောင့်ကျွန်တော်မှာစာရွေးဒီမှာရှိတဲ့ယုံကြည်သူအွန်လိုင်းအနေနဲ့နားထောင်နေသောဓမ္မမိတ်ဆွေညီကိုမောင်နှမများစိတ်ပြက်စရာကောင်းတော်လဲကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လှုပ်လို့ရတာတခုရှိတယ်။ဒါကတော့ကျွန်တော်တို့ကိုအားဖြည့်ပေးနိုင်တဲ့သခင်ဖရား၌ကျွန်တော်တို့အားယူဖို့ရန်အတွက်လိုအပ်ပါတယ်။ ဆိုတော့ဒါဝေးရဲ့အသက်တာအင်မတန်စိတ်ဝင်စားစရာကောင်းတယ်။ तू ဟာအမြဲတမ်းကြီးတရားရခိုင်တော့အောင်မြင်နေတဲ့အစဉ်ပြေနေတဲ့လူတယောက်တော့မဟုတ်ဘူး။သူ့ရဲ့ဘဝမှာလူများတွေမကြုံရတဲ့ပြဿနာများကိုပင်လေကြုံရတော့သူတယောက်ဖြစ်တယ်။ဒါမဲ့ तू ဟာအမြဲတမ်းသူ့ကိုယ်သူအားပေးတတ်တဲ့အသက်တာဖြစ်တယ်။ကျွန်မစန်းစာအဲအဲမှာဆာလန်ကျန်းထဲမှာဆိုလို့ရှိရင်လည်းเนาะအဲဘာလို့တွေ့ရလဲဆိုတော့ဆာလန်43ခုမြောက်သောဆာလန်အပိုက်ငယ်9မှာလေဒါဝိကငါးဝိညာဉ်နဲ့ ်သင်ဒီအဘဲကြောင့်ညိုးငယ်သည်တဲ့ငါအแทးမှာအဘဲကြောင့်မငြိမ်မဝိရှိသည်ဖျားသခင်ကို မျော်လင့်လျက်နေလောတဲ့နော်သူ့ရဲ့ဝိညာဉ်ကိုသူကပြန်စကားပြောတာငါဝိညာဉ်ဘာကြောင့်ညိုးငယ်တယ်လဲဘာကြောင့်စိတ်ပြတ်တယ်လဲဖျားခင်ကိုမျော်လင့်ပါတဲ့ငါကိုကဲတင်တော်မူသောအရှင်ငါကိုးကွယ်သောဖျားခင်ဂျေဇုတော်ကိုငါချီးမွမ်းထုံးမနာပြုရလေအံ့တည်းပြီးရင်တရားနဲ့သုံးခုမြောက်သောဆာလအပိုင်ငယ်တစ်ကလည်းသုံးပါ ။အိုငါဝိညာဉ်နဲ့ထာဝရဘုရားကိုကောင်းချီးပေးလို့ငါအထဲမှာရှိသမျှတို့တန်ရှင်းသောနာမတော်ကိုကောင်းချီးပေးကြလော့။ ိုးငါဝိညာဉ်တဲ့နော်သူ့ကိုသူစကားပြောတယ်အိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလို့ဂျေဇူးတော်အပေါင်းကိုမမေ့လျော့နဲ့တင်းအပြစ်လုံးစုံတို့ကိုဖြေလွှတ်၍တင်းအနာယောဂါရှိသမျှတို့ကိုလည်းပျောက်စေတော်မူ၏လို့ဒါဝိဒ်ဒီသူ့ကိုသူသူ့ရဲ့ဝိညာဉ်ကိုပြန်ပြီးတော့စကားပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အစ်စ်ဖြစ်တဲ့အထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုကျွန်တော်တို့ပြန်ပြီးတော့စကားပြောရမယ့်အချိန်ပြန်ပြီးတော့သခင်ဘုရား၌အာယူရမယ့်အချိန်ဖြစ်တယ် ကျေးဇူးတော်တွေကိုမမေ့လျော့နဲ့တဲ့နော်အရင်ကကိုတော့ပြုတ်ခဲ့ဘူးတဲ့နမိတ်လက္ခဏာတွေတဲ့အပေါ်မှာဘုရားကောင်းမြတ်ခဲ့တဲ့အရာတွေကိုပြန်လဲရေတွက်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုကိုယ့်အကိုပြန်ပြီးတော့အားဖြည့်လို့ရတယ်ခေါ်ဟယူလို့ရတာဖြစ်တယ်ဒါဝိတ်ကလူများကစိတ်ပြတ်တဲ့ချိန်ငိုကြွေးတဲ့ချိန်လူများကအာပြဿနာကိုဘု து ကိုပုံချရမလဲဆိုပြီးတော့ရှာနေတဲ့ချိန်မှာဒါဝိတ်ကမလုပ်တယ်လဲဆိုတော့ရာခင်ကိုမျောကြည့်ပြီးတော့အာယူပြီးတဲ့အခါမှာ तू မလုပ်လဲဆိုတော့ တင်တိုင်းတော်ကိုငါထံသို့ဆောင်ခဲ့ပါတဲ့နော်တင်တိုင်းတော်ဆိုတာကကိုးကွယ်ခြင်းမှာဘုရားကိုချီးမွမ်းတဲ့အချိန်မှာဝတ်တဲ့ဝတ်ဆုံဖြစ်ပါတယ်။တနည်းအားဖြင့်ဝတ်လုံဖြစ်တယ်နော်ဆိုတော့ तू စိတ်ပြည့်စရာအကောင်းဆုံးအခြေအနေထဲမှာ तू ကဘာလို့ဖို့ဆုံးဖြတ်လဲဆိုတော့ဘုရားကိုချီးမွမ်းဖို့အတွက် तू စပြီးတော့ဆုံးဖြတ်လာတယ်နော်ဆိုတော့တိတ်တော့မလွယ်ကူဘူးသို့တော်လဲကျွန်တော်တို့အားလုံးလည်းတောင်းတဲ့တယောက်ဒီနေ့ခွန်အားပေးရအောင်ခွန်အားယူကြရအောင်ဒီခက်ခဲတဲ့အခြေအနေထဲမှာတင်တိုင်းတော်ဒီဟုသောဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းအတွက်ကိုယ့်ကိုယ်ကိုပြင်ဆင်ရအောင် ဝိလုံတော်ကိုယူခဲ့တင်တိုင်းတော်ကိုယူခဲ့လို့ပြောတဲ့ခါမှာအဟိမလတ်ရဲ့သားအပြာသားကတင်တိုင်းတော်ကိုဒါဝိစီကိုဆောင်ခဲ့တယ်။ဒါဝိကလည်းဖျားကိုကိုးကွယ်တယ်ဖျားကိုချီးမွမ်းတယ်။သူရဲ့ဝိညာဉ်ကိုတိဆောက်ပြီးတဲ့ခါမှာသူဘာဆက်လုပ်လဲဆိုအကျွန်ုပ်ကိုတဲ့ထိုအလုံးရင်းကိုလိုက်ရင်မိမလားတဲ့နော်။ထာဝရဖျားကိုမေးလျှောက်တယ်တဲ့။ဒီနေ့ကျွန်တော်ဘာလုပ်ရမှန်းမသိတဲ့ချိန်နော်။ကိုကနဲ့ကိုလမ်းစားပြောက်တဲ့အချိန်ဆုံးရှုံးမှုကြားထဲမှာကျွန်တော်နှိမ့်မြုပ်လူမတက်ဖြစ်တဲ့အချိန်မှာ ခေါ်ရင်ထူးသောဖရာကျောတို့မှာရှိတာဖြစ်တယ်။ဒါဝိကဘုရားသခင်နဲ့ကျွန်တော်ဒီအလုံးရနောက်ကိုလိုက်ချင်တယ်တဲ့လိုက်ရင်မိနိုင်မလားလို့ဘုရားကိုမေးတဲ့အခါမှာခေါ်ရင်ထူးတယ်ဖရာကဘာပြောလဲဆိုတော့လိုက်ပါတဲ့ဆက်ဆက်မိ၍အလုံးစုံတို့ကိုပြန်ရမည်ဟုမိန့်တော်မူတယ်တဲ့နော်။ဘုရားရဲ့အတန်ကိုသူကြားပြီဆိုတာနဲ့သူကနှစ်ခါပြန်မစင်စားဘူးချက်ချင်းပဲဒါဝိကသူလိုက်ပါတော့လူ600တို့နဲ့အတူသွားပြီးတော့တဲ့ဘေးတော်ချောင်းကိုရောက်တဲ့အခါမှာအချို့တို့က ချောင်းသားမှာနေရကြတယ်တဲ့လူ400ကလိုက်တယ်200ကမောပြီးတော့ချောင်းသားမှာကြံခဲ့ဆိုတော့ဒါဝိတ်ကသူ့နောက်ကိုလိုက်နိုင်တဲ့လူ400နဲ့အတူသူကလိုက်သွားတယ်အတိုးနဲ့ပြောမယ်ဆိုရင်လမ်းမှာလူတယောက်ကိုတွေ့တယ်အစာငတ်ပြတ်နေတယ်သူ့အစာကျွေးတယ်ကျွေးပြီးတဲ့ခါမှာမေးကြည့်တဲ့ခါမှာအဲ့ဒီလူကငါ့ကိုမတတ်ဘူးဆိုရင်ငါပြောပြမယ်သူတို့ရှိတဲ့နေရာကိုဆိုပြီးတော့အဲ့ဒီလူကသူတို့ကိုလိုက်ပြတဲ့ခါမှာဒါဝိတ်နဲ့သူ့ရဲ့လူတွေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးသူတို့ရဲ့သားသမီးတွေသူတို့ရဲ့မိန်းမတွေကို သိမ်းသွားတဲ့ရန်သူကိုသူတို့ကပြန်ပြီးတော့မိလာတယ်။အခန်းငယ်16မှာဒါဝိဒ်ဒီညဦးမှစ၍နက်ပြန်တိုင်အောင်သူတို့ကိုလုတ်ကြပြင်းနဲ့ကလောကိုစီး၍ပြေးတော်လူလင်၄00မှတပါသူတယောက်မှမလို့တဲ့နော်။ နောက်ဆုံးကျွန်မအရန်ကွာရတဲ့ခန်းငယ်16နဲ့19အဆုံးသတ်နေနဲ့ဖတ်ချင်တယ်။အာမလက်လူတို့သည်တင်းသွားသမျှတို့ကိုဒါဝိတ်သည်ရပြန်၍မိမိမယားနှစ်ယောက်တို့ကိုလည်းကယ်နှုတ်လေ၏တဲ့နော်။ဒါဝိတ်ကရန်သူတင်းသွားတဲ့အရာအလုံးကိုပြန်ရတယ်။ဒီနေ့ကျွန်တော်တို့စဉ်းစားကြည့်အောင်။ရန်သူဒီဥသောစာရန်ကကျွန်တော်တို့ကိုအခက်အခဲပြဿနာကြားထဲမှာကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းတွေကိုတင်းသွားပြီကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းတွေကိုခိုးယူသွားပြီကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကျွန်တော်တို့ရဲ့ချစ်ခင်ရင်းနှီးစွာလွတ်လပ်စွာတွေ့ဆုံရတဲ့အရာတွေ တို့ရဲ့ကောင်းကြီးမင်္ဂလာတွေလွတ်လပ်စွာကိုးကွယ်ရတဲ့အခွင့်အရေးမှာစာ၍တို့ရဲ့တချို့သောသူတွေဆိုရင်ယုံကြည်ခြင်းကိုပင်လဲတိုက်ခိုက်ခြင်းခံရတယ်ဒီနေ့ပြန်ပြီးတော့အာယူရအောင်စာတန်သိမ်းသွားတဲ့အရာအလုံးကိုတို့ကပြန်လည်ပြီးတော့ရယူပိုင်ခွင့်ရှိတော်သူများဖြစ်တယ်အခန်းငယ်16မှာလူအကြီးငယ်သားသမီးဥစ္စာပစ္စည်းလူယူသိမ်းသွားသမျှတို့တွင်တစုံတစ်ခုမျှမကြံတဲ့အလုံးစုံတို့ကိုဒါဝိဒ်ကြီးရပြန်လေ၏တစ်ခုတလေတောင်မှမကြံခဲ့ပဲနဲ့ ဒါဝိတ်ဆုံးရှုံးတဲ့အရာအလုံးစုံတို့ကိုပြန်ပြီးတော့ရတယ် recover all เนาะဆုံးရှုံးသမျှအရာအလုံးကိုပြန်ပြီးတော့ဘုရားကသူ့ကိုပြန်ပေးတယ်ဒီနေ့စာရန်ကတော့ခိုးဖို့တတ်ဖို့ဖြက်စီးဖို့လာတယ်သို့တော်လည်းယေရှုခရစ်တော်ဘုရားကငါမူကားတဲ့ငါရဲ့သိုးတွေအသက်လွတ်ယုံလောက်ကလေးပဲငါလာတာမဟုတ်ဘူးတဲ့ငါရဲ့သိုးတို့ဒီအထူးသဖြင့်ကြွယ်ဝသောအသက်တာပြည့်စုံသောအသက်တာလုံလောက်သောအသက်တာနဲ့ရရှိဖို့ရန်အတွက်ငါလာတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်တာမှာ မလုံလောက်တာတွေပါရှိလဲမကြွယ်ဝတာတွေပါရှိလဲကျွန်တော်တို့ညီသက်ချင်းတွေဆုတ်ယုတ်နေပြီလားကျွန်တော်တို့ရဲ့ဝမ်းမြောက်ချင်းတွေကုန်ခန်းနေပြီလားကျွန်တော်တို့ရဲ့အုပ်စာပစ္စည်းတွေခြေနေကြည့်တယ်ဆိုလို့ရှိရင်စီးပွားပြက်ပြီငါတို့မိသားစုတော့ဘာမှဆက်လို့လို့မရတော့ဘူးလို့အထင်နေသလားငါတို့ရဲ့ကျန်းမာရေးတွေစာရန်ကခိုးယူသွားပြီလို့ဝမ်းနည်းနေသလားဒီနေ့ဆုံးရှုံးသမျှအားလုံးကိုပြန်ရနိုင်ဖို့ရန်အတွက်ဘုရားကကတိတော်ထားတာဖြစ်တယ် တခိုးကိုမိတယ်ဆိုရင်ခုနစပြန်လဲပြီးတော့တင်ပိုက်ခွင့်ရှိတယ်လို့ကျမ်းစာကပြောထားပါတယ်။ဒါကြောင့်ဒီနေ့ကျွန်မပါဝင်ဒီမှာ online မှာကြည့်နေတော့ယုံကြည်သူဓမ္မမိတ်ဆွေအားလုံးဒါဝိမင်းကြီးကဲတို့စိတ်ပြည့်စရာအကောင်းဆုံးခြေနေတဲ့မှာကိုယ့်ကိုပြန်ပြီးတော့သာရဖျား၌ခွန်အားယူရအောင်။ဖျားငါ့ပေါ်မှာကောင်းမြတ်ခဲ့တယ်။ကောင်းမြတ်နေစေဖြစ်တယ်။ကောင်းမြတ်အောင်မဲ့ဖျားဖြစ်တယ်။ယေရှုခရစ်ဟာမနေ့ရက်နေ့နောက်ကာလမပြောင်းလဲတော့ဖျားဖြစ်တယ်။အတိတ်ကာလမှာကျွားတို့ပေါ်မှာပြုခဲ့တဲ့ဖျားရဲ့ကောင်းမြတ်ခြင်းတွေကိုပြန်လဲစဉ်းစားရင်းနဲ့ ကိုယ့်ကိုအားယူရအောင်ဖះထဲမှာပြန်ပြီးတော့အားဖြည့်ရအောင်ပြီးတဲ့အခါမှာဘာဆက်လုပ်ရမလဲဆိုတာဖះကိုမေးရအောင်ဖះကတင်နေခြင်းတို့ဆုံးရှုံးသမျှအားလုံးတို့ကိုပြန်ပေးတဲ့ဖះဖြစ်ပါတယ်အရောက်စီတိုင်းပေါ်မှာပြန်လဲသိမ့်ပိုက်နိုင်သောတကူနဲ့အတူဆုံးရှုံးသမျှအရာအားလုံးကိုဝမ်းမြောက်စွာနဲ့ချီးမွမ်းခြင်းဖြစ်နဲ့ပြောင်းလဲသောအသက်တာဖြစ်ဖို့ဖះရှင်ကောင်းကြီးပေးပါစေအာမင်